ကဲကျွန်တော်တို့ဒီနေ့အီရန်နဲ့အစ္စရေးနိုင်ငံပြည်ပကအကြောင်းပြောကြအောင်ဒါပေမဲ့ဆီဘက်ဆိုင်ရာဆွမ်းအားနဲ့လည်းရှင်းကြရတော့ဗောတောင်နဲ့တယောက်ဘလို့ရတည်တယ်လဲတကယ်တော့အတော်လေးရိုးရှင်းပါတယ်ပရောဆုံးတူတူရဲ့လူကြီးကိုကြည့်အောင်လူကြီးကနိုင်ငံတိုင်းအတွက်ကြီးမားတဲ့အကျိုးစီးကူဖြစ်ပါတယ်အီရန်မှာလူကြီး68တန်းရှိပြီးတော့ငါတို့တည်ထားတဲ့အတိုင်းပဲအစ္စရေးမှာလူကြီး9တန်းသာရှိပါတယ်နိုင်ငံငယ်လေးပါအခုတို့ရဲ့ဆေးဘက်ဆိုင်ရာဘတ်ဂျက်တွေကြည့်ရအောင်အီရန်နိုင်ငံကလူဦးရေများပြားပြီးနံနက်ပိတ်ကြီးကြီးမားရှိတဲ့နိုင်ငံဖြစ်တဲ့ level ၎င်းရဲ့စစ်တပ်အတွက်ဒေါ်လာ7ဘီလီယံရှိပါတယ်။တခြားတစ်ဖက်မှာအီဇွေးကတော့ဘတ်ဂျက်ဒေါ်လာ24ဘီလီယံရှိပါတယ်။ဆိုတော့သူပုံပမာဏကတော့အမေရိကန်နဲ့အကူအညီနဲ့စီရေအကူအညီတွေပေးဆောင်တဲ့အကူအညီတွေကြောင့်ပါဝင်ပါတယ်။ဒါဟာအီဇွေးအတွက်ကြီးမားတဲ့အကူအညီတစ်ခုပါ။အခုတက်ကြွတဲ့ဝန်ထမ်းတွေအကြောင်းပြောကြည့်ရအောင်။ဒါဟာတွေကလက်ရှိတမ်တော်မှာဝန်ထမ်းထမ်းဆောင်နေတဲ့သူတွေပါ။အီရန်မှာတက်ကြွတဲ့ဝန်ထမ်း6သိန်းနဲ့တောင်ရှိပါတယ်။ ်အစ္စရေးမှာတက်ချွားတဲ့စစ်တပ်တော့နေပါလေဒါပေမဲ့နီးပညာရဆိုရင်အစ္စရေးကအီရန်ထက်အများကြီးတာပါတယ်နောက်တစ်ခုအရန်ဝရန်တွေကိုကြည့်ရအောင်ဒါတွေကတမတော်မှာစစ်ခဲ့ဘူးသူတွေဖြစ်ပြီးတော့လိုအရင်ပြန်ခေါ်လို့ရပါတယ်တမန်အားဖြင့်သူတို့ကအရသားတွေကိုနေထိုင်ပါတယ်အီရန်မှာအရန်ဝရန်နေပါတယ်အစ္စရေးမှာပိုရှိတယ်အကြောင်းကတော့အစ္စရေးမှာမတင်စမှုမတင်မနေရစမှုမထမ်းမနေရတဲ့အတွေ့အကြုံဖြစ်တာလူတိုင်းမှုထမ်းရပါတယ်အီရန်မှာကြီးမားတဲ့စစ်တပ်ရှိနေပြီးတော့အရန် စစ်တပ်များစွာမလိုအပ်ပါဘူးနောက်ထပ်အရန်တက်တဲ့အကြောင်းပြောကြည့်ရအောင်ဒါကတော့ပြမတရဲ့အပြင်ဘက်အင်အားစုတွေဖြစ်ပါတယ်အီရန်ကသူတို့ရဲ့အရန်တက်တွေကိုလူအများပြားရှိတယ်ဣသရေလမှာ၈000လောက်ပဲရှိပါတယ်ဒါပေမဲ့စစ်ပွဲဒါမှမဟုတ်အရေးပေါ်ကာလမှာဒီလူတွေကိုအကုန်ကြီးပြေးလို့ရပါတယ်အခုလက်နက်ပစ္စည်းတွေကိုကြည့်ရအောင်တင်ကာတွေကိုကြည့်မယ်ဆိုရင်အီရန်မှာတင်ကာ စီတောင်းနဲ့900ရှိပြီးတော့အစ္စရေးမှာ400တာရှိပါတယ်။အမြောက်တနတ်ယူရန်မှာအလုံးကြီး6800ရှိပြီးတော့အစ္စရေးမှာ50 930တာရှိပါတယ်။တန်ကြက်ကယင်တွေအီရန်မှာအစီ640ရှိပြီးတော့အစ္စရေးမှာ1190ကျော်ရှိပါတယ်။ရေတိုက်ရင်အားအတွက်အီရန်မှာရင်ခုန်တင်မော19စီကင်လဲ66စီ net ဒေးဇတ်စစ်တင်မော်လို့ခေါ်တဲ့ coffee ခုနစီရှိပါတယ်။အစ္စရေးမှာတော့ရင်ခုန်တင်မော်9စီကင်လဲ59စီရှိပါတယ်။ အခုပက်ထိန်သုံးကြီးတွေအကြောင်းပြောရအောင်အီရန်မှာပက်ထိန်သုံးကြီးအမျိုးအစား12မျိုးရှိတယ်အဲ့ဒါတွေကတော့300တွေ့ဘူးတယ်လောင်းတို့ရဲ့အကွာအဝေးကတော့ကီလိုမီတာ1000ထိရှိတယ်ဘာလို့ဆိုတော့ TVN နဲ့ Israel အကွာအဝေးကကီလိုမီတာ1000မရှိတဲ့အတွက်ကြောင့်ဆိုပါသုံးကြီးတွေအလွယ်ကူရောက်ရှိနိုင်ပါတယ် Israel ကတော့ Jericho 3တို့ခေါ်တဲ့သုံးကြီးရှိတယ်ဒီကောင်ရဲ့အကွာအဝေးကတော့4800နဲ့6500ကီလိုမီတာအထိရှိပါတယ် ဆိုတော့အခုနျူကလ িয়ার ဆွမ်းယူကြည့်ရအောင်လက်ရှိအီရန်မှာနျူကလ িয়ার ဘုံမရှိသေးဘူးလို့ဆိုပါတယ်ကြော်ပါတဲ့အစီအစဉ်တခုရှိတော့လည်းပဲနျူကလ িয়ার နဲ့တွေမရှိကြောင်းတင်ဝင်ထုတ်ပြန်ထားပါတယ်ဣဇရဲကတော့၎င်းရဲ့နျူကလ িয়ার လက်နက်တွေကိုမကျင်ကြတော့လည်းပဲနျူကလ িয়ার ထိပ်ဖူး၈စက္ကန့်နဲ့90ဝန်းကျင်ကရှိရလို့ခန့်မှန်းရပါတယ်နောက်ဆုံးအနေနဲ့လေကြောင်းရန်ကာကွယ်စနစ်အကြောင်းကိုပြောကြရအောင်အီရန်မှာ ရောနောထားတဲ့စနစ်တွေတုံးပြပါတယ်အချို့ရုရှားလုတ်ပြီးတော့အချို့ကတော့မတူညီတဲ့အရင်မြစ်တွေနေဖြစ်တဲ့ဣဇရိမာတော့ Iron Dome, Davis Lane, Aero 3စီကြပါတယ်ဒီစနစ်တွေကတော့ကမ္ဘာပေါ်မှာအဆင့်အမြင့်များဆုံးနဲ့လွှာပေါင်းဆုံးလေကြောင်းရန်ကာကွယ်စနစ်တွေထဲကတစ်ခုဖြစ်ပါတယ်